င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ချင်းပြည်နယ်ကမတူပြည်မြို့ကိုအပိတသိမ့်ပိုက်လိုက်ပြီးလို့ချင်းညီတော်မဟာမိတ် တပ်ဖွဲ့ကတရားဝင်ကြေညာလိုက်ပါတယ်အကြံဖတ်စစ်ကောင်စီကပြည်တွင်းမှာစံစိမ့်နှုတ်ကြီးမြင့်အောင်ရောင်းချတဲ့ဆိုပြီး City Map Company Director Singhi Ha Orange နဲ့ One Stop Map ကတာဝန်ရှိသူတွေအပါအဝင်စံကုန်သည်စံစပ်ပိုင်ရှင်ဆက်တဦးကိုဖမ်းဆီးအမှုဖွင့်ထားတယ်လို့စစ်ကောင်စီကကြေညာထားပြန်တဲ့သတင်းပါဝင်ဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ချင်းမီနဲ့ကမတူပြီးမြို့ကိုအပိတသိမ့်ပိုက်လိုက်ပြီးလို့ချင်းကြီးတော်မဟာမိတ်တပ်ဖွဲ့ကတရားဝင်ကြေညာလိုက်ပါတယ်ချင်းမီနဲ့မတူပြီးမြို့နယ်မှာရှိတဲ့အချမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းတွေအားလုံးကိုချင်းကြီးတော်တပ်တွေဟာမဟာမိတ်တပ်တွေနဲ့အတူတကွပူးပေါင်းပြီးဇွန်လ29ရက်နေ့ကပဲအလုံးစုံအပိတသိမ့်ပိုက်ရရှိသွားပြီးလို့ချင်းကြီးတော်တပ်တွေကတရားဝင်ကြေညာလိုက်တာပါ အဲ့ဒီမတူမီမျိုးဒိမ့်တိုက်ပွဲကိုချင်းကြီးနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူအာရခတတော်အေအေလဲပါဝင်ခဲ့ပြီးရောအာမီနဲ့ဝိုင်ဒီရဲ့တပ်ဖွဲ့လဲအတူတကွပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ဆိုထားပါတယ်လက်ရှိမတူမီမျိုးကိုဒိမ့်ပိုက်ရရှိသွားပြီဖြစ်တဲ့ချင်းကြီးနောင်မဟာမိတ်တပ်တွေဟာချင်းကြီးနောင်စစ်စင်ရေး Operation CB မျိုးဒိမ့်တိုက်ပွဲတွေကိုဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ်လို့လည်းပြောထားပြီးနောက်ထပ်ချင်းပြည်နယ်မှာကျန်နေသေးတဲ့အကြံဖက်စစ်ကောင်စီတပ်စခန်းတွေကိုဆက်လက်ဒိမ့်ပိုက်နိုင်ဖို့ထိုးစစ်စင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့လည်းတရားဝင်ကြေညာထားပါတယ်ခင်ဗျတစ်ဖက်မှာတော့ အကျန်းဖတ်စစ်ကောင်စီဟာစစ်မှုထမ်းအပစင်တစ်ကထောင်နဲ့ချီတဲ့တင်နန်းစင်တပ်သားအစ်စ်တွေကိုရှမ်းမြောက်ချင်းကရင်နီနဲ့ကချင်အပါဝင်ရှေတန်းစစ်မျက်နှာတွေကိုပို့ဆောင်နေပြီအဲ့ဒီလိုရှေတန်းပို့နေတာတွေကိုလည်းမိဘတွေကိုအတိမပေးဘူးလို့သိရပါတယ်ဇွန်လ28ရက်နေ့ကပဲအကျန်းဖတ်စစ်ကောင်စီကတနိုင်ငံလုံးမှာစစ်မှုထမ်းအပစင်တစ်တင်နန်းစင်ပွဲတွေပြုလုပ်ပြီးတဲ့နောက်ထောင်နဲ့ချီတဲ့စစ်သားအစ်စ်တွေကိုရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ဘီယူလွင်လွိုက်ကောစစ်တွေမြကြီးနာဖလန်း ကလေးမျိုးဖတ်အန်ကော့ဂရိတ်အဆရှိတဲ့ရှေဒန်းစစ်မြေနာတွေအတွင်းဆေလွတ်လိုက်ပြီဖြစ်တဲ့အကြောင်းကိုအပုတ်ခံရတဲ့တပ်သားတစ်တွေကမိဘတွေစီလန်တနီယာကနေဖုန်းကောဆက်ပြီးပြောတော့မှမိဘတွေကတိကျရတာဖြစ်တယ်လို့တပ်သားအစ်စ်တွေရဲ့မိဘဆွေမျိုးတွေကရင်ုံခစ်တစ်ကိုပြောပါတယ်လက်ရှိမိဘတဦးရဲ့ပြောဆိုချက်အရသူ့ရဲ့သားဖြစ်တဲ့သူဟာရှမ်းမြောက်ကလာရှိုးကိုအပုတ်ခံလိုက်ရပြီအဲ့ဒီတပ်သားအစ်စ်ကလမ်းမှာခဏနားတော့ရတဲ့ဖုန်းနဲ့မိဘတွေစီကိုလှမ်းဆက်တော့မှတိကျရတာလို့ပြောထားတယ်လို့ သူသားဖြစ်သူရဲ့တငယ်ချင်းတွေဟာဖလန်ဖအန်ကော့ဂရိတ်လိုက်ကောဘတ်တွေကိုအပုတ်ခံလိုက်ရပြီတင်နန်းစင်မိတာနဲ့ဘာမှမပြောဘဲရှေ့တန်းကိုတန်းပို့တာဖြစ်တယ်လို့လဲတင်နန်းစင်တတသစ်တူရဲ့မိဘဖြစ်သူကရှင်ကုန်ခစ်တစ်ကိုပြောထားပါလေအဲ့ဒီတတသစ်ရဲ့မိဘဖြစ်သူပြောဆိုမှုအတိုင်းပဲတချို့တင်နန်းစင်တတအစ်တွေရဲ့မိဘတွေလည်းအဲ့ဒီလိုပဲပြောဆိုနေကြပြီသူတို့ရဲ့တင်နန်းစင်သွားတဲ့တားဖြစ်တဲ့သူတွေဟာရှေ့တန်းအပုတ်ခံရမယ့်အကြောင်းကိုစစ်ကောင်စီကလုံးဝအသိမပေးဘူးလို့လည်းပြောထားကြပါလိမ့်ခင်ဗျ တစ်ဖက်မှာတော့မန္တလေးတိုင်းဗန်တရာမြို့နယ်မှာရှိတဲ့စစ်တပ်ပိုင်း F4 Billet မြေစက်ရုံအနီးမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေကြားမနေ့ကအထိ၄ရက်ဇက်တိုက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့အကြမ်းဖက်စစ်တပ်ကလေကြောင်းပစ်ကူတွေလက်နက်ကြီးပစ်ကူတွေနဲ့ပါအသေးအံခုခံနေပြီးဘုံကျဲပစ်ခတ်တိုက်ခိုက်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။ဇွန်လ28ရက်နေ့ကစပြီးမန္တလေးတိုင်းမတရားမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ပိုင်း F4 Billet မြေစက်ရုံမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ တော်လန်ရေးတက်တွေအကြားဇွန်လ30ရက်နေ့ဖြစ်တဲ့မနေ့ကအထိတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေရဆိုပါတယ်အဲ့ဒီတိုက်ပွဲတွေအတွင်းအချက်ပစကောင်စီတက်ကလေချောင်းပစ်ကူတွေလက်နက်ကြီးပစ်ကူတွေပါတောက်လျှောက်ပေးနေရပြီမဆိုင်တဲ့အနီးနားကျေးရွာတွေကိုပါဘုံကျဲတိုက်ခိုက်နေတဲ့အတွက်အောင်းတပြေထုံးဘိုးအောင်ချမ်းသာစတဲ့ကျေးရွာတွေကဒေသခံပြည်သူတွေကတော့ရွာလုံးကျွတ်တိမ်းရှောင်နေရတယ်လို့လဲဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာတော့ တောင်တွင်းကြီးမြို့နယ်မှာ PDF တပ်ဖွဲ့တွေကိုစိန်ခေါ်ထားတဲ့ရဲတပ်ချက်ကြီးလှိုင်မြင့်တို့လင်မယားကို PDF တပ်ဖွဲ့တွေကပဲပြစ်ခတ်ရှင်းလင်းရမှာနှစ်ဦးလုံးပွဲချင်းပြီးကိုသေကုန်ကြပြီလို့မကွေးပြောကြားတပ်ဖွဲ့တာဝန်ခံကိုကန်ကြီးမောင်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဇွန်လ30ရက်နေ့ဖြစ်တဲ့မနေ့ကမွန်လွဲပိုင်းမှာပဲတောင်တွင်းကြီးမြို့နယ်မှာ PDF တပ်ဖွဲ့တွေကိုစိန်ခေါ်ထားတဲ့ ဆက်သွမ်းနေမြေ yes ခန့်ကရတကြကြီးလှိုင်းမြင့်နဲ့မိမဖြစ်သူမြင့်မြင့်ကြီးဆိုသူတို့ကို PDF တပ်ဖွဲ့တွေကတောင်တွင်းကြီးလမ်းပိုင်းမှာပဲပြစ်ခတ်ရှင်းလင်းရမှာနှစ်ဦးလုံးနေရာမှာတင်ပွဲချင်းပြီးကိုသေသွားတယ်ဆိုပါတယ်အဲ့ဒီရတကြကြီးလှိုင်းမြင့်ဆိုသူဟာတေကဝါကဝက်ကနွားကတွေပါမချမ်းပြည်သူတွေစီကနေမတရားစကြေးတောင်းရနေတဲ့သူဖြစ်တယ်လို့သူမိမမြင့်မြင့်ကြီးဆိုတဲ့သူဟာလေအတိုးပေးစားတဲ့သူဖြစ်တဲ့အပြင်သူတို့လင်မယားနှစ်ဦးစလုံးက ပီလီယတ်တပ်ဖွဲ့တွေကိုပါစိန်ခေါ်ထားတဲ့သူတွေဖြစ်ပြီးအခုတော့သေကုန်ကြပြီလို့မကွေးပြောက်ကြားတပ်ဖွဲ့တာဝန်ခံကိုကန်ကြီးမောင်ကပြောထားပါလိမ့်ခင်ဗျာတပ်ဖွဲ့မှာတော့အကြမ်းဖက်စစ်ကောင်စီကပြည်တွင်းမှာဆန်းစင်းနှုံကြီးမြင့်အောင် ရောင်းချတဲ့ဆိုပြီး City Macamry Director စင်ဂေဟာ Orange နဲ့ One Stop Mac ကတာဝန်ရှိသူတွေအပါအဝင်စံကုန်တန်းဆန်းဆက်ပိုင်ရှင်၁၂ဦးကိုဖမ်းဆီးအမှုဖွင့်ထားတယ်လို့ဇွန်လ30ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲစစ်ကောင်စီကထုတ်ပြန်ကြေညာထားပြန်ပါတယ်ပြည်တွင်းမှာ စံဈေးနှုန်းတွေကြီးမြင့်နေတဲ့အတွက်ဆိုပြီးအကြံဖက်စစ်ကောင်စီကဈေးဝယ်စံနာနဲ့စတိုးဆိုင်ကြီး53ဆိုင်ရဲ့စံရောင်းဝယ်မှုတွေကိုစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလိုစစ်ဆေးတဲ့အချိန်ဈေးကွက်ဈေးနှုန်းထက်အကျိုးမြတ်တင်ပြီးရောင်းချတဲ့ဈေးဝယ်စံနာ22ခုကတာဝန်ရှိတဲ့သူတွေကိုအရေးကြီးကုံစီနဲ့ဝန်ဆောင်မှုဥပဒေပုံမှန်5အရအမှုဖွင့်ဖမ်းဆီးအရေးယူထားတယ်လို့ဆိုထားပြီးတော့အဲ့ဒီမှာ City Map Company Director Singhe Ha Original One Stop Map ကတာဝန်ရှိသူတွေပါဝင်တယ်လို့သိရပါတယ်။ဒါအပြင် တစ်ဖက်မှာလည်းဆန်ဆက်ပိုင်းရှင်နဲ့စံကုန်းတဲ့ခွနဥကိုပါစံစင်းနှုံးကိုတတ်မှတ်ထားတဲ့ဈေးနှုံးထက်အမျက်တင်ပြီးရောင်းချတယ်ဆိုပြီးတော့အချမ်းဖက်စကောင်စီကအဲ့ဒီအရေးကြီးကုံစီဥပဒေပုံမှန်9နဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။အဲ့ဒီအရေးကြီးကုံစီနဲ့ဝန်ဆောင်မှုဥပဒေပုံမှန်9အရာအရေးယူခံရတဲ့သူတွေဟာထောင်နဲ့6လကနေ3နှစ်အထိချမှတ်ခံရမယ့်အပြင်ဒဏ်ငွေ9သိန်းချမှတ်ရမှာဖြစ်တယ်လို့လည်းပြဋ္ဌာန်းထားတယ်လို့သိရပါတယ်။လက်ရှိအချမ်းဖက်စကောင်စီက ပြည်တွင်းမှာကုန်စည်ဈေးနှုန်းကြီးမြင့်နေဆိုပြီးရွှေဒေါ်လာဆန်နဲ့စောင်းစီလုပ်ငန်းရှင်တွေကိုဖမ်းဆီးအရေးယူမှုတွေဇက်တိုက်လှုပ်လာနေတယ်လို့လည်းသိရပါတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့ကချင်ပြည်နယ်မြကြီးနားမြို့မှာ AIRI မြင့်ရည်ကြီးမှုဖြစ်ပွားနေပြီးစိုးရင်ရေမက်အထက်၄ပေနီးပါအထိမြင့်တက်နေတယ်လို့ပြည်သူတော်တော်များများပိတ်မိနေတဲ့အတွက်ကုညီကဲဆဲရဲတွေအရေးပေါ်လိုအပ်နေတယ်လို့မြကြီးနားမြို့နေပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်စောက30ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲ ြကြီးနာမျိုးတွေကို ARD မြစ်ရေတွေဝင်ရောက်လာပြီးပြည်သူတွေညာတွင်ချင်းပြောင်းရွှေ့ခဲ့ရတယ်လို့လက်ရှိမှာမြကြီးနာမျိုးရဲ့မြစ်ရေကြီးမှုအခြေအနေဟာစိုးရင်ရေမတ်အခြေအနေမှာရှိနေပြီးလေးပေနိဗာအတိမြင့်တက်နေတယ်လို့ဆိုပါတယ်အဲ့ဒီအတော့မြကြီးနာမျိုးနယ်မြင့်ငိမ့်အေဓမ္မရိတ်သားကြောင်းနယ်မြေဆက်လေးအနောက်အလေကုန်းပေါ်ဥဖျားနေမီအပါဝင်မြကြီးနာမြို့ပေါ်ကနေရအများပြားမှာပြည်သူတွေပိတ်မိနေကြပြီ။ကုညီကယ်ဆယ်ရေးတွေအရေးပေါ်လိုအပ်နေသလို လက်ရှိမြို့တဲကကင်ဆယ်ရေးလှုပ်ပေးနေတဲ့လူအင်အားနဲ့ဒုက္ခရောက်နေတဲ့လူအင်အားကမမျှပဲအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့မြကြီးနာမြို့နေရေဘေးကူညီကင်ဆယ်ရေးလှုပ်နေတဲ့သူတဦးကပြောထားပါတယ်အလားတူတစ်ဖက်ကဝိုင်းမော်မြို့နယ်မှာလည်းဒီကနေ့မနက်ပိုင်းကရေကြီးနေပြီဝိုင်းမော်မြို့မှာရက်ကွက်ထဲမှာလှေနဲ့သွာလာနေရတဲ့အခြေအနေတိဖြစ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရုံခစ်တစ်ကနေဒီကနေ့နေ့လေးကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ